ဒါနကောင်းမှုဆိုတာနေရာမှာဒါနကောင်းမှုရဲ့သဘောပဲဖြစ်ဖြစ်သီလကောင်းမှုရဲ့သဘောပဲဖြစ်ဖြစ်ရှားဒီတံဝဘတိဘီဇံတာရီတံဟရတိဖလံလို့ဆိုတဲ့ကိုဆိုင်တဲ့မျိုးစေ့အတိုင်းကိုမှပြန်လေးရရှိတယ်ဆိုတာရှင်ဘုံရအဖြစ်တူညီသောအကျိုးကိုပေးတယ်လို့မြတ်စွာဘုရားဟောတာဖြစ်တယ် ဒါနကောင်းမှုမှလည်းတူညီသောအကျိုးတွေကိုရရှိနိုင်တယ်။သို့တော့လှူတဲ့အခါမှာတော့ဒီကျိုးတရားတွေကိုရလှူတဲ့တဏှာဆိုတဲ့စိတ်မပါစေပဲနဲ့လှူတာကပိုပြီးတော့မွန်မြတ်တယ်အကြောင်းလို့လို့ရှင် အကျိုးရတယ်ဆိုတော့တဘာဝတရားပဲဖြစ်တယ်ပေါ့။ဘုမမဲကျမ်းမာစေရတဲ့အစာအာဟာရစားရင်ကိုယ်ကကျမ်းမာပြရစေလို့ စုမတောင်းတော့လဲကျမ်းမာမှုဖြစ်စေမှာပဲကျမ်းမာမှုကိုချွတ်တဲ့စေတတ်တဲ့အစာသွားစားလို့ရှိရင်တော့ဒီကျမ်းမာခြင်းရချင်မှရမှာပေါ့ဆိုလိုတာအကြောင်းတရားအားလျော်စွာအကျိုးကိုထုတ်လုပ်တာကမ္မဋ္ဌိယမှာသဘောတာဖြစ်တယ်ကိုပိုင်တဲ့အရာမဟုတ်ဘူးပေါ့နော်အဲ့ဒါကိုမှတ်သားထားဖို့လိုအပ်တယ်ပေါ့ ဒါနကောင်းမှုလုပ်တဲ့အခါမှာပဲဖြစ်ဖြစ်သီလစောင့်တည်တဲ့အခါမှာပဲဖြစ်ဖြစ်ကုသိုလ်ကောင်းမှုတွေရဲ့အကျိုးဆိုတာတူညီတဲ့အကျိုးတရားများကို ဖြစ်စေတယ်။ဒါဖြင့်တူညီတာပဲဖြစ်စေသလားဆိုတော့မဟုတ်ဘူး။မတူတာကိုလည်းဖြစ်စေနိုင်သေးတယ်ပေါ့။ကောင်းမှုပဲဖြစ်ဖြစ်မကောင်းမှုပဲဖြစ်ဖြစ်ဒီမိမိလုံးတဲ့ပြာဏအလုတ်က တူညီသောအကျိုးတစ်ခုကိုထုတ်လို့တော့လဲအဆွဲအပွားဆိုတာကြတော့မတူညီတာတွေလည်းပါလာတယ်လို့ဒီလိုမှတ်ရဥပမာတစ်ခုတရေစိတရေပင် ဖြစ်ဖို့တရေစိကိုစိုက်လိုက်တယ်ဆိုရင်အဲ့ဒီတရေစိလေးကပေါဖွာလာတဲ့အရာတွေဟာတူညီတာလည်းရှိတယ်မတူညီတာလည်းရှိတယ်မတူတာတွေကဘာတွေတုံးဆိုအမြင့်တို့ အပင်တို့အကိုင်းခက်တို့အရွက်တို့အပွင့်တို့ဆိုတာတွေကမတူဘူးတရားစီကရတာချင်းတူတော်လည်းပဲဒါတွေကမတူဘူးတူတာဘာလို့ဆိုတရားတီးနဲ့တရားစီကတူတယ်ပေါ့အဲ့ဒါလိုပဲကုသကောင်းမှုလုပ်တဲ့အခါမှာအဓိကဗရဏတူညီသောအကျိုးကိုထုတ်လို့တော်လဲမတူညာမတူညီတဲ့အကျိုးတွေလည်းရနိုင်တယ်ဆိုတာကိုတော့မှတ်သားထားဖို့သို့သောမြတ်စွာဘုရားကဟောတဲ့အခါမှာ တူညီသောအကျိုးရတာကိုအထူးထားပြီးတော့ဟောတယ်လို့ကလျာဏဂါရီကလျာဏပပကာရိစပပကံယာတိတံဝပတိဘိဇံတာရိတံဟရတိဖလံကောင်းတာလို့ရင် ကောင်းတဲ့အကျိုးဆိုရေပုံရသတ်မှတ်ပြီးပြောတာအချိုမျိုးစေ့ဆိုင်လို့ရှင်အချိုသည်အခါမျိုးစေ့ဆိုင်လို့ရှင်အခါသည်လို့ဆိုတာ ရေကုန်ရသတ်မှတ်ချက်အနေနဲ့ပြောတယ်မူလအကြောင်းရင်းအနေနဲ့ပြောတယ်အဲ့ဒီတူညီသောအကျိုးကိုရရှိတတ်တယ်ဆိုတာဟာဒါကတော့အဓိကပြရဏအကျိုးတရားတစ်ခုရည်ညွှန်းပြောတာအခုတို့လှုပ်ရင်လည်းပဲတူညီတဲ့အကျိုးတွေကိုရတတ်တယ်ပေါ့ဒါကြောင့်မို့ရဘုရားရဲ့အဆုံးအမကိုရှင်ကြည်ကြတဲ့ ဘုရားဘာသာဝင်သူတော်စင်မျိုးကောင်းသားမျိုးကောင်းသမီးများကောင်းကျိုးချမ်းသာလူလားသည့်ပုဂ္ဂိုလ်အားလျော်စွာတူညီသော ကောင်းကျိုးချမ်းသာတွေကိုရဖို့အတွက်မိမိတို့ကိုမိမိအမြဲတမ်းတတိတံပစင်ညာနဲ့ဆင်ញင်ပြီးတော့စိတ်ကောင်းနှလုံးကောင်းထားပြီးကုသဖြစ်အောင်ကြိုးစားကြဖို့အရေးကြီးတယ်လို့ ရသဗျာရဲ့ဆုံးမသွန်သင်ချက်တွေဟာစိတ်ကိုဥတည်ပြီးတော့ဟောတာဖြစ်သောကြောင့်စိတ်ဟာအမြဲတမ်းအရေးကြီးတယ်လို့ဆိုတယ်။ဒါကြောင့်မို့ဘာလို့ပဲလုံးလုံးစိတ်ကိုရှင်းဥစွာတိဆောက်ပြီးတော့ကောင်းတဲ့စိတ်တွေမိမိတို့တဏ္ဍာမှာဖြစ်နေအောင်ကြိုးစားမှာဖြစ်တယ်။ဆိုပါစို့မြတ်စွာဘုရားက

ပရဏအကျိုးကပါလဲလို့ဆိုရင်ပရဏအကျိုးတရားကခွန်အားပဲဖြစ်တယ်ပေါ့အာရလှတဲ့ပုဂ္ဂိုလ်တွေဟာဖြစ်လျက်ဘဝမှာခွန်အားဆိုတာရတယ်ခွန်အားဆိုတာမြင်ရတဲ့အရာတော့မဟုတ်ဘူးအသက်အရွယ်ငယ်ငယ်တုန်းကလူတွေဟာတွက်လက် ချက်ချာနေတာဆိုခွန်အားရဲ့တဘာဝဆွမ်းအားကြောင့် ခုံလိုက်ပေါင်းလိုက်ပြေးလိုက်လွှားလိုက်ဘာမှမဖြစ်ဘူးလူဟာပေါ်ပါနေတယ်ဒါခွန်အားရှိတဲ့သဘောပြအဲ့ဒီခွန်အားယုံလျော့လာပြီဆိုရင်အသက်ရွယ်ခြင်းအထိုင်ထားကစပြီးတော့မတွက်လက်တော့ဘူးလှုပ်ရှားမှုတွေကနှိကံလာတယ်ဆိုတာဒါခွန်အားဆုပ်ယူတဲ့အထိပ္ပယ်ကိုဖော်ပြခွန်အားဆိုတာလူခဏကမှရှိတဲ့စွမ်းစွမ်းအားတတ္တိတစ်မျိုးပဲဖြစ်တယ်အဲ့ဒီစွမ်းအားတတ္တိကို အဓိကဘယ်သူကဖြည့်ပေးနေတာလဲလို့ဆိုရင်အာဟာရတ္တကဖြည့်ပေးနေသို့တော်အထူအာဟာရတ္တတခုတည်းကခွန်အားကိုဖြည့်တာလားလို့ဆိုတော့မဟုတ်ဘူးအတိတ်ဘဝတုန်းကအာဟာရကိုလှူခဲ့တယ်ဆိုလို့ရှိရင်တော့အဲ့ဒီပုဂ္ဂိုလ်ဟာသက်80 90တရာထိအောင်ပေါ်ပါသက်လက်နေတတ်တယ်ပေါ့အကောင်းနေတတ်တယ်ပေါ့ အဲချိုးပုဂ္ဂိုလ်တွေကျတော့အသက်ရွယ်လေးနည်းနည်းထောက်လာတာနဲ့တပြိုင်နဲ့ໃຫယ်နဲ့လာတာမျိုးလည်းရှိတယ်ပေါ့အာဟာလင်းလင်းမြန်မြန်ကုံဆုံးသွားတတ်တယ်သို့သောဒါနကောင်းမှုမှာအာဟာရအလှကိုချိုးချိုးဆဆလှခဲ့တဲ့ပုဂ္ဂိုလ်တွေကျတော့အထိုင်ထသက်လက်ပြီးအသက်ရှင်နေများကာလပတ်လုံးအသက်နဲ့ရှင်ပြီးတော့အာဟာရအားရ ခွန်အဘလာတွေကရုပ်လျော့ပြီးတော့မသွားဘူးတဲ့ဒါစွမ်းအာဟာရလှူရခြင်းရဲ့အကျိုးလို့ဒီလိုဆိုတယ်နော်ဝိတာခဟအမျိုးသမီးဖြစ်တော်လဲပဲဖြစ်လျာဘဝမှာရခိုင်ရခိုင်ဘဝတွေတုန်းကအာဟာရအလှူကိုလှူခဲ့တယ်လှူခဲ့သည့်အတွက်ကြောင့်မိမသားတူဖြစ်တော်လဲပဲသူ့ရဲ့ခွန်အားဟာအလွန်ကြီးမားတယ်လို့ဆိုတယ် ဝိတာခါကိုဆင်မြောင်၅စီအားဆင်မြောင်၅ခေါင်နဲ့ညီမြသောအားလို့သူတို့ဆိုတယ်ဆင်မြောင်၅ခေါင်ရဲ့အင်အားမျိုးသူတတ္တနမှာရှိတယ်အားဆိုတာမြင်ရတဲ့အရာပြောတာမဟုတ်ဘူးအဲ့တော့ဆင်မြောင်၅စီရဲ့ခွန်အားမျိုးဝိတာခါမှာရှိတယ်ဆိုတာကိုမယုံကြည်တဲ့ပုဂ္ဂိုလ်တွေကစမ်းသပ်ပြီးတော့ဆင်ကြီးတကောင်ကိုဝိတာခါစီလွှတ်လိုက်ဖူးတယ် အမှန်တမ်းအားကောင်းတဲ့ဆင်ကြီးတကောင်လာတော့ကြံတဲ့ပုဂ္ဂိုလ်တွေကတော့ကြောက်လန့်ပြီးတော့ပြေးကြတယ်။ဝိတ္တခါကကြံ့ညံ့ခံရပ်ပြီးတော့ဆင်ကြီးရဲ့နှံမောင်းကိုလှန့်ကိုင်းလိုက်ပြီးတွန်းလိုက်တာဆင်ကြီးဖင်ထိုင်သွားတယ်လို့ပြောတယ်။အားချင်းကြတော့ဆင်ကဝိတ္တခါရဲ့အားကိုမမျှဘူးလို့ဆို။ဟောလူတွေဟာဆင်နဲ့တွေ့တဲ့အခါနှံမောင်းနဲ့ရစ်လိုက်လို့ရှိရင်ပါသွားတယ်လဲပြိုသွားတယ်ဆိုတာအားချင်းမရှင်နိုင်တဲ့သဘောပေါ့နော်။ အင်အားရှိပြီဆိုလို့ရှိရင်တော့ဆင်ကိုတောင်းတွန်းလှန်နိုင်တဲ့စွမ်းအားသူတန်တမရှိရလူကောင်းတဲ့ကြီးတာသေးတာအဓိကမဟုတ်ဘူးအားဆိုတာသူကသူစွမ်းအားတတိဆိုရှိတယ်ပေါ့ဥမာမဲအချီတောင်မှပဲနိုင်လွန်ချီတို့လိုဟာမျိုးကြတော့မြင်မြင်လေးပဲမဲ့လို့သူ့ရဲ့ဆွဲအားရှိတယ်ရိုးရိုးချီကြတော့အလေးချိန်ဘလောက်ဆိုရင်ပြတ်သွားတာပဲမစွမ်းနိုင်ဘူးလို့ဆိုလို့ အဲ့ဒါအားရဲ့သဘောကိုဆုလို့တေးတာကြီးတာအဓိကမဟုတ်ဘူးဆက်ဆောင်ထိုင်တဲ့ဆွမ်းအားတတ္တိဟာအဓိကဖြစ်နေလူတွေမှလည်းပဲထို့တူ အသက်ရှိသလောက်ခွန်အားရောကြမသွားခြင်းဟာ အာဟာရဒါနလှူခဲ့ခြင်းရဲ့အကျိုးကျေးဇူးလို့ဒါအားရှိုံပဲလားလို့ဆိုတော့မဟုတ်ဘူးသစာအာဟာရလှူခဲ့တဲ့ပုဂ္ဂိုလ်တွေဟာ ဘာဖြစ်လဲလို့ဆိုဖြစ်လျက်ဘွားမှာအစာရေးစာသူ့မှာပေါ်များနေတယ်။ပြေးမဲ့လူတွေကျွေးမဲ့လူတွေပေါ်တယ်။အလို့လျောက်ကို လာပြီးတော့ပေးနေကြတာကျွေးနေကြတာမျိုးတွေဖြစ်တတ်တယ်။ဒီလိုအကျိုးကျေးဇူးတွေလည်းရှိတယ်။ခွန်အားဆိုတာအဓိကစွမ်းရည်တတ္တိတစ်မျိုးကိုဒါလည်းမြတ်စွာဘုရားဖော်ပြတာဖြစ်တယ်။ ရှင်နန္ဒရန္တိတတ္တယဝိပတန်နေနစေတတာတမေဝအာနံပစတိအတ္တမိလောကေပရမိစာရသစ္စာပြဟောတဲ့ဒေသနာတပုံးမှာကြည်လင်သောစိတ်ဓာတ်တရာစွမ်းအားနဲ့အစာအာဟာရကိုပြည့်လူခဲ့တဲ့ပုဂ္ဂိုလ်တယောက်ထံစားစရာသားစရာတွေဟာဒီဘဝမှာရောနောက်ဘဝတွေမှာရောဖြစ်လျက်ဘဝတွေမှာစုပြုံရောက်ရှိလာတယ်လို့ လောကလူတွေကကြည့်ပြီးတော့ရေရှိရမိုးရွာတယ်လို့ပြောကြတာပေါ်တဲ့လူတွေစီမှာပိုးပို့ပြီးတော့ပေါ်လာတယ်ဒါဒါနရဲ့အကျိုးလို့မှတ်ရမယ်နော်ကိုလုတ်တိုင်းပေါ်လာတာမဟုတ်ဘူးအဲ့ဒါဒါနရဲ့အကျိုးတစ်ခု အခုဒီသေဒနာတော်မှာတော့အနတ္တောပလတောဟောတိဆိုတာအကျိုးတစ်ခုတည်းကိုဟောတယ်လို့မှတ်သားအနတ္တော အစာအာဟာရကိုပေးလူခြင်းသည်ဘလာတော်ခွန်အားကိုပေးလူခြင်းပဲဖြစ်လျက်ဘုရားမှာခွန်အားချီးမားတဲ့ပုဂ္ဂိုလ်တွေဟာအာဟာရလူခဲ့တဲ့ပုဂ္ဂိုလ်တွေလို့ဒီလိုဆိုလို့တယ်ပေါ့ဒါအဓိကတစ်ခုတည်းကိုပြောတာနော်ထို့တူပဲလူလောကမှာရုပ်ရည်အစင်ကြည်လင်လှပတဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့ဒီရုပ်ရည်အစင်ကြည်လင်လှပတာ ဆိုတော့အသားရေကသူများလို့ညစ်ပုတ်ပုတ်မနေဘူးတန်တန်ပြန့်ပြန့်ရှိတယ်ဒါဖြူရမဲတာတော့သူ့ရဲ့မျိုးရိုးနဲ့လည်းဆိုင်နေတာအာဖရိကတော့မွေးပြီးအသားဖြူခြင်းလို့တော့မဖြစ်ဘူးပေါ့နော်ဥရောပမွေးပြီးတော့အသားညိုခြင်းလို့တော့မဖြစ်ဘူးပေါ့မျိုးရိုးကတော့သူ့ဟာသူ့မျိုးရိုးနောက်လိုက်သေးတာပဲဇာတိဆိုရယ်မျိုးရိုးကတော့ပြင်လို့မရဘူးသူကမျိုးရိုးသွားပြင်လို့ရှင်နော် ဟုတ်တချင်းဆိုရဲလူလို့ဖြစ်သွားလိမ့်မယ်မိုက်ကယ်ဂျက်ဆင်လို့ဖြစ်သွားမယ်အဲ့ဒါလို့သွားပြင်လို့တော့မရဘူးအရေးကိုအဲ့တော့ဆိုလိုတာကဒီအသားရေဆုပ်ပြေတယ်ဆိုတာဘလက်ပဲဖြစ်ဖြစ် white ပဲဖြစ်ဖြစ်ပေါ့ yellow ပဲဖြစ်ဖြစ်လူတွေရဲ့အသားရောင်အဓိကအားဖြင့် အဖြူအမဲအဝါလို့ဆိုရဲထင်မယ်အဖြူဆိုလဲပဲဖြူဖြူစင်စင်လှလပပါအမဲဆိုလဲအမဲရောင်လှလပပါနော်အဝါဆိုလဲပဲရွှေဝါရောင်လှလပပါ အသားရည်စင်ကြယ်တယ်လို့ဒီလိုဆိုလိုတယ်အဲ့ဒီဝဏလို့ခေါ်တဲ့ရှင်သူများနဲ့မတူအောင်ထူးခြားတယ်တဲ့ ဝဋ္ထတော်ဟောတိဝဏ္ဏတော်ဝဋ္ထတော်အဝတ်အစားကိုလှူတဲ့ပုဂ္ဂိုလ်ဟာဝဏ္ဏတော်အသားရည်စိုးပြေတယ်ဆိုတော့အဆင်းကိုလှူရရောက်တယ်လို့သူတို့ဆိုလို့အတိတ်ဘဝကနော်အဝတ်အစားလှူခဲ့ဘာဖြစ်လို့လဲဆိုတော့ဘလောက်ရုပ်ဆိုးတဲ့လူပဲဖြစ်ဖြစ်အဝတ်အစားလှလှပါပါလေးဝတ်လိုက်လို့ရှိရင်သူကတင်းတောင်တင်းနေဖြစ်သွားတာနော်တင်းတောင်တင်း အဝတ်စားသည်လူကိုလှပစေတာဖြစ်သောကြောင့်ကိုလူလိုက်တဲ့အဝတ်စားအလှဟာကိုယ့်ကိုအကျိုးတရားအနေနဲ့တုံ့ပြန်တဲ့အခါမှာလှပမှုဆိုတဲ့အကျိုးတရားကိုတုံ့ပြန်ဓာရင်လားလို့ဆိုမကဘူးဒီတုတ်တံမှာတော့မြတ်စွာဘုရားအဓိကတအားပဲဟောတော်လဲတခြားတုတ်တံတွေကြတော့ဘလို့ဟောတော်ဆိုအဝတ်လူခဲ့တဲ့ပုဂ္ဂိုလ်ဟာအဝတ်စားတွေလက်ဆောင်ပန်းနာတွေအများကြီးရတယ်လို့ဆိုတယ်တချို့ကြတော့ အဝိပရိသဘင်ပေါက်တယ်လို့တောင်းဆိုတာပေါ့အဲ့ဒါလို့ပရိသဘင် ပေါက်တယ်ဆိုတာလဲသူ့မှာအလိုလျောက်ခုခေတ်လို့ဆိုရင်တော့နော်ဟိုအဝစာတက်တာအပြစ်ဖြီးလို့အပြစ်အဝစာတွေလက်ဆောင်ရတယ်လို့သူတို့ဆိုလိုတာပေါ့ကောင်းပြီညွန့်ပြီပေါ်လာရင် ပေါ်လာတဲ့အတိုင်းပဲလက်ဆောင်နေရတယ်အဲ့ဒါလို့အဝစာပေါ်တာဟာလည်းပဲ ဒီအဝစားကိုလှူခဲ့တဲ့ကုသိုလ်ကောင်းမှုရဲ့အကျိုးပဲလို့သို့တော်လှူတဲ့အခါမှာတော့ဒီအကျိုးတရားတွေကို မျောကိုးပြီးတော့မလှူနဲ့ဒီဆိုရဥတီလိုက်လို့ရှင်ဒီအကျိုးတွေကတော့တဘာဝအကျိုးများသာဖြစ်တယ်ပေါ့တောင်းသည်ဖြစ်စေတောင်းသည်ဖြစ်စေဒါသူ့ရဲ့ reaction လို့ခေါ်တဲ့တုံ့ပြန်လာတဲ့အကျိုးတရားများသာဖြစ်တယ် နိဗ္ဗာန်ချမ်းသာကြတော့ဥတည်ချက်ထားမှသာရတယ်ပေါ့ကိုယ့်ရဲ့စိတ်ကဆန္ဒပြုမှသာရနှုတ်ဆိုလက်လမ်းမပြီးဘူးတမန်ကုသကနိဗ္ဗာန်ကိုလက်လမ်းမပြီးအဲဒါကြောင့်နိဗ္ဗာန်ကိုဥတည်ပြီးတော့ဆူတောင်းကြရတာဖြစ်တယ်ပေါ့ဟောဣဒမေပုံညာနိဗ္ဗာနတပစ္စယဟောတုဆိုတာဒါဟိုတမင်ဆူတောင်းမှသူကအဲ့ဒီဘက်ကိုကုသကဥလှည့်ပေးနိုင်တာပေါ့တမန်အဖြစ်တော့နိဗ္ဗာန်ကိုပေးနိုင်တာမဟုတ်ဘူးဒီကုသတွေက ။ဟောဆိုတော့လူတွေရဲ့အာယုံပြုတာနေပေတယ်မဲ့နိဗ္ဗာန်ဆိုတာရှိတာမဟုတ်ဘူး။ဒါကြောင့်မို့လို့တမင်းကိုအာယုံပြုနိုင်မှနိဗ္ဗာန်ချမ်းသာဆိုတာခုတိကျထားလို့ရ။ဟောနောက်တစ်ခုကတော့ဘာလို့ဆိုရင်ဈာနရောဒုက္ခရော ဟောတိ။လူတွေဟာ နေရထိုင်ရချမ်းသာတယ်၊သွားလာ ချမ်းသာတယ်။ဘယ်နေရာသွားသွားချမ်းသာဒုက္ခပြင်ပမှမရှိရဘူး။ အပင်ပလွယ်လကူရောက်သွားတယ်လွယ်လကူချမ်းသာဥပမာမဲ့တောင်ထိပ်ရောက်ချင်တောင်လွယ်လကူရောက်သွားတယ်သူများလို့ဟောဟဲဟောဟဲနဲ့အမောခံပြီးတက်เสียမလို့ပဲနဲ့ရောက်သွားတတ်တယ်အဲ့ဒါလို့ဘယ်နေရာဖြစ်ဖြစ် လွယ်လကူနဲ့ချမ်းသာတယ်ချမ်းချမ်းသာသာကိုလိုချင်တာတွေနေရာကို ရောက်ရောက်သွားတယ်ဆိုတာဟာရင်လို့ခေါ်တယ်စီးเสียအလှူကိုလှူတာအဲ့ရင်လှူဆိုရဲထဲမဲ့ ဖနက်အလူကစပြီးတော့ယင်အလူလို့သတ်မှတ်တယ်ပေါ့နော်အခုလို့ကားယင်အလူတဲ့အလူကြတော့ပို့ပြီးတော့ကြီးမားတဲ့ယင်အလူတစ်ခုပေါ့ယာနာတော်ဒုက္ခတော်ဟောတိစီးစရာယင်ကို လှူတာဟာဒုက္ခတော်ချမ်းသာဒုက္ခကိုလှူတဲ့အတူယင်ရဲ့သဘောကချမ်းချမ်းသာသာလိုချင်တဲ့နေရာကိုရောက်သွားတယ်သွားချင်တဲ့နေရာကိုရောက်သွားတယ်မပေမပန်းရောက်သွားတယ်ဒါယင်ရဲ့ဆွမ်းဆောင်မှုပဲ ပြီးတော့လှင်းလင်းမြန်မြန်ရောက်တယ်နေနေကွေကွေမဟုတ်ချိန်တိုလေးအတွင်းရောက်သွားနိုင်တယ်ယင်ရဲ့သဘောကအဲ့ဒီလိုတုံ့ပြန်မှုအနေထားအဖြစ်ယင်လူတစ်ဖြစ်ကိုဖြစ်လျက်ဘဝမှာဘဲသွားသွားခြေထောက်အနာခံပြီးတော့ပင်မနေကြီးသွားတဲ့နေရာမျိုးမရှိဘူးအလွယ်တကူပဲရောက်ရောက်သွားနိုင်တယ်ပေါ့မပင်မပန်းရောက်ရောက်သွားတယ်အဲ့ဒါကြောင့်ချမ်းသာဒုက္ခကိုလှူရရောက်တယ်လို့ အဲ့တော့ယင်လူတစ်ဖြစ်ဖြစ်လျာဘဝမှာလည်းပဲယင်ရတယ်ဆိုတဲ့အကျိုးစီးပွားအကျိုးတရားလည်းရှိတယ်ပေါ့ယင်မျိုးစုံစီးစရာသွားစရာလာစရာချမ်းချမ်းသာသာယင်မျိုးစုံကိုလည်းရနိုင်တယ်ဆိုတဲ့အကျိုးတစ်ခုရနိုင်တယ်လို့ဒါလည်းပဲနိဗ္ဗာန်ကိုဥတည်မယ်ဆိုရင်နိဗ္ဗာန်သွားတဲ့ယင်ဆိုတာဘာလို့ဆိုမဂ်ကင်၈ပါးပဲအဲ့ဒီမဂ်ကင်၈ပါးကိုသူများလို့တော်ရဲမှာချင်းကြိုက်ခံလို့နော် အငါပြခံပေးမင်းပန်းမဟိုတော်ရဲမှာနေပြီးတော့မှတရားရုတရားမြတ်ရတာမဟုတ်ဘဲနဲ့ကိုနေရာလေးကိုနေရင်ကရသွားနိုင်တဲ့ဟာမျိုးတွေလည်းပဲရှင်လူချင်းရဲ့အကျိုးကျေးဇူးလို့ပြောရမှာပဲလွယ်ကူတယ်ချမ်းသာတယ်ဖျားဖြေရတာတောင်မှ မတူဘောရဝမြတ်စွာဘုရားအလောင်းကြတော့ဟိုကိုနေကိုတိုင်းပြည်နဲ့အလွန်ဝေးတဲ့နေရာကြီးကိုညာကြီးတကောင်ထွက်လာကြရတယ် ထွက်လာပြီးတော့ပင်ပင်ပန်းပန်းကုန်းချောင်းလျှောက်ရတယ်။ကုန်းချောင်းလျှောက်ပြီးတော့ဆုံးခံတဲ့အခါမှာလဲပထမဆုံးဆုံးခံရတဲ့နေရာမှာဆိုရင်စားရမယ့်အစာစိတ်တက်ကြအကောင်းစားရမှာမဟုတ်။နေတော့လဲတော်ထဲမှာအဲ့ဒါလို့လုပ်ပြီးတရားတော်မှ6နှစ်ပတ်လုံးပင်ပင်ပန်းပန်းအယိုးပြိုင်ပြိုင်ထားသည်ထီအောင်ကျင့်မှဖျားဖြစ်တာ။ဒုက္ခရစရိယာတွေကျင့်ပြီးဖျားဖြစ် ။ဟောတချို့ဘုရဝင်ကိုဖတ်ကြည့်လို့ရှင်။တချို့ဘုရားကထန်းစဉ်လေးနဲ့ဥယျင်ထဲထွက်သွားပြီးတော့"ကဲငါတယောက်တည်းဒီနားနေမယ်မင်းတို့အဝေးသွားလိုက်ကြအောင်"ဘေးဖဲနေကြလို့ဆိုတဲ့အချိန်မှာသူကဘုရားဖြစ်သွား။သက်တာလိုက်တာ။အဲ့လိုဘုရားမျိုးကတော့အားကျစရာကောင်းတယ်ပေါ့နော်။နန်းတော်ကဆင်းလာပြီးဥယျင်ထဲရောက်ထန်းနေပဲ။ခဏလေးနေဖျားဖြစ်သွားတယ်ဆိုတော့အလွန်သက်သာတယ်အဲ့ဒီလိုသက်သာတဲ့ ဖျားမျိုးဖြစ်တာလည်းပဲရှင်လူခဲ့လို့လည်းဖြစ်နိုင်တယ်ပေါ့နော်။ယာနာတော်ဒုက္ခတော်ဟောဒီဘယ်နေရာမှာပဲဖြစ်ဖြစ်လောလောကူကူတက်တက်တားတာလူရာတချို့ကပင်ပင်ပန်းပန်းလုံးမစားတဲ့အောင်မြင်တဲ့လူလည်းရှိတယ်။တက်တက်တားတာလေးနဲ့လောက်ကဲစားတော့ရတဲ့လူတွေလည်းရှိတယ်။မျိုးစုံပေါ့။စိတ်ရောင်းတဲ့လူကလေအထုတ်ကလေးသေးသေးလေးအထုတ်တော်ပါပါဦးနော်။မမလူလေးနဲ့ အိတ်ကလေးနဲ့ပေါ့ပါပါလေးထဲ့သွားပြီးတော့စိမ်ပွင့်ကလေးသေးသေးလေးလက်သေးတဲ့တောင်ပြောင်းသွားတာလေးနဲ့ဒါလေးနဲ့နေမယ်ဘွေတို့ကြီးကြီးရနေတယ်ခုလမ်းခင်းနဲ့ကြောက်ရောင်းတဲ့လူကြတော့ကားတွေနဲ့အကြီးအကျယ်တိုက်ပြီးတော့တဲရပြူရပိုးရနေကြောက်ရောင်းတာချင်းတော့တူတူပဲလမ်းခင်းနဲ့ကြောက်ရောင်းတဲ့လူနဲ့ဗရမ ्या ကြောက်ရောင်းတာစိမ်ရောင်းတဲ့လူနဲ့ဒါကွာခြားတယ်အဲ့လိုကွာခြားတယ်လို့ပဲ ဒီချမ်းသာဒုက္ခကလည်းပဲအဲ့လိုကြွချမှုရှိတယ်လို့ဆိုလောကမှာဒီအယောင်းဝယ်လောက်ရခြင်းတူအောင်တော့စိန်ရောင်းတဲ့လူက အထုတ်ထမ်းရတာမျိုးမရှိဘူးလမ်းခင်းနဲ့ကြောက်တို့အုတ်တို့ ရောင်းတဲ့လူကတော့တည်ရမယ်အများကြီးအဲ့လို မတူတာတွေသောဒုက္ခရောဟောတိ ရင်တူခဲ့တဲ့ပုဂ္ဂိုလ်ဟာစီးပွားရှာတဲ့အခါမှာလည်းလွယ်လွယ်ကူကူရနိုင်တယ်ဆိုတော့အကျိုးတွေလည်းဖြစ်ပေါ်လာမှတည်ချတယ်ပေါ့ဟောနောက်တစ်ခုကြတော့ဘာလို့ဆိုရင်ဒီပါတော့ဟောတိစက္ခုတော်စက္ခုတော်စီမီအလူကိုလှူတဲ့ပုဂ္ဂိုလ်ဟာမျက်စိအလူကိုလှူရရောက်တယ်ဘာဖြစ်လို့လဲဆိုတော့မျက်စိဆိုတာအလင်းရောင်ရှိမှမြင်နိုင်တာဒါမှမဟုတ်အလင်းရောင်ရဲ့စွမ်းအကူကြီးရှိမှမျက်စိဟာရှင်းရှင်းမြင်ရတာဖြစ်လို့ မျက်စိအမြင်ကိုလှူရရောက်တယ်တဲ့အဲ့တော့ဒီအကျိုးကတော့တည့်ရဲ့အကျိုးသဘောမျိုးကိုဒါပြောတာစီမီလှူခြင်းအပြင် သူ့မှာဒီပညာမျက်စိတစ်မျိုးတည်းကိုဒါရတာမဟုတ်ဘဲနဲ့ဘယ်နေရာသွားသွားသူကအမှောင်ကင်းပြီးတော့လင်းချင်းနေတဲ့သဘောရှိတယ်ပေါ့သူ့ဘုမှာအတိညာနဲ့လည်းပဲကြိလိုက်မယ်ဆိုလို့ရှင်ဘယ်ဟာဖြစ်မသိလို့ခေါင်းကုတ်စဉ်းစားရတာဆိုတော့မရှိဘူး အလုံးဟာရှင်းကနေလင်းကနေအကုန်သိနေတယ်အမောင်ကင်းတဲ့အသည့်တွေအကျိုးကျေးဇူးတွေဟာစီမီလူချင်းအကျိုးကျေးဇူးတွေပဲလို့မြတ်စွာဘုရားဒီသုတ္တမဒီလိုဟောတာအဲ့တော့ဒါဒါနကောင်းမှုဆိုတာသူအလှူနဲ့ဒီအလှူဆိုတာလဲကိုလူလိုက်တဲ့ပစ္စည်းကအလှူခံပုဂ္ဂိုလ်အပေါ်မှာဘယ်လိုအကျိုးပြုသလဲဆိုတဲ့အပေါ်မှာမှုတည်တယ်နော် ဘလို့အချိုးပြုတယ်လဲအချိုးပြုမှုကနေပြီးကိုယ်စီပြန်ပြီးတော့တုံ့ပြန်လာတဲ့အချိုးတရားကိုသက်စွာဘုရားဟောကြားတယ်လို့ကုသိုလ်ကောင်းမှုဆိုတာအလွန်ပြုဖို့အလွန်ကောင်းတယ်ပြုခြင်းစရာအလွန်ကောင်းတယ်ဒါကြောင့်မို့မြတ်စွာဘုရားကသရဝါရီကုသိုလ်ကောင်းမှုမလုံမိတာတွေကိုကြောက်နေတဲ့သဘောရောက်နေကြတယ်မကြောက်ကြနဲ့လို့ဆိုပြီးမာဘိခွေ ပုံညာဏံဘာယိဋ္ဌဒုက္ခတေတံဒိဝစနံယရိတံပုံညာနိအေး လောကသားတွေချမ်းသာဒုက္ခကုသိုလ်ကောင်းမှုကိုမင်းတို့လှုပ်တဲ့နေရာမှာလက်တော့မနေနဲ့ကြောက်နေတယ်လို့ပဲဖြစ်ကြနဲ့မစိုးရွံ့ကြနဲ့ကုသိုလ်ကောင်းမှုလှုပ်တဲ့အခါမှာဘာဖြစ်လို့လဲဆိုကုသိုလ်ကောင်းမှုဆိုတာမင်းတို့လူချင်းနဲ့ချမ်းသာဒုက္ခတွေပဲဖြစ်တယ်လို့အဲ့ဒီချမ်းသာဒုက္ခတွေကိုပေးနိုင်တာဟောဒီကုသိုလ်အမှပေးနိုင်တာဖြစ်တယ်လို့မြတ်စွာဘုရားတုတ်တန်တစ်ခုမှာတိုက်တွန်းနှိုးဆော်ခဲ့တာဖြစ်တယ်မြတ်စွာဘုရားရဲ့ ဆုံးမစကားတွေဟာအကြောင်းအကျိုးစီလျော်မှုမရှိတဲ့ဆုံးမစကားမျိုးမဟုတ်ဘူးတကယ်ကိုအကြောင်းအကျိုးစီလျော်မှုရှိတဲ့ဆုံးမစကားတွေဖြစ်သည့်အတွက်ကြောင့်ဒုဒေတွေဟာချမ်းသာဒုက္ခကိုလိုလားတဲ့ဆိုရင်ကုသကောင်းမှုကိုဒုဒေတွေနေ့စဉ်နဲ့အမျှပြုဖြစ်အောင်ကိုယ်စိတ်လေးကိုကုသဘက်ကိုဥတည်ထားပြီးစ조사ကြမှာဖြစ်တယ်လို့ကိုယ်စီကိုယ်စီသဘောကြပြီးကုသတရားဖြစ်ပေါင်း조사အထောက်နိုင်ကြပါစေကုန်တည်း